အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ္တသတင်းဌာနကနေပြီးတော့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့2008အခြေခံဥပဒေအသေးစိတ်လေးလာသုံးသက်ရေးအဖွဲ့တစ်ခုကိုမင်းအောင်လိုင်းကစစ်အရာရှိများဥပဒေသမားတချို့ဖြင့်ဖွဲ့စည်းပြီးစာတမ်းများပြုစုတင်ပြခိုင်းအခြေခံဥပဒေပါစစ်တပ်၏အခမ်းအခဏတိုးမြင့်လာနိုင်ဖွယ်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အာနာရှင်ဟောင်းတန်းရွှေဥဆောင်ရေးဆွဲခဲ့သော2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး အားနည်းချက်နဲ့အာသာချက်များပြင်ဆင်သည့်အချက်များအပါအဝင် အသေးစိတ်လေးလာသုံးသပ်ရေးအဖွဲ့တစ်ခုကိုမင်းအောင်လိုင်ကဖွဲ့စည်းပြီးစာရန်များတင်ပြခိုင်းနေကြောင်းနေပြီးတော့စစ်ဖက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။မင်းအောင်လိုင်ကဖွဲ့စည်းလိုက်တဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအသေးစိတ်လေးလာသုံးသပ်ရေးအဖွဲ့တွင်စစ်တပ်အရာရှိများကဦးဆောင်ပြီးစစ်တပ်ဘက်တော်သားအရက်ဖက်ဥပဒေသမားအချို့ကိုပါထည့်သွင်းဖွဲ့စည်းထားကြောင်းအဓိကအားဖြင့်လက်ရှိနိုင်ငံတွင်စီကံပြေဝသောဒီမိုကရေစီစနစ်အကောင့်ထည့်ဖော်ရင် တက်မတော်၏အခမ်းကဏ္ဍများကိုပုံမှုတိုးမြင့်ရန်တို့ပါဝင်ကြောင်းသိရှိရပါသည်အခြေခံဥပဒေမှာတက်မတော်၏အခမ်းကဏ္ဍတိုးမြင့်ဖို့နှင့်တက်ချုပ်ကပြင်ဆင်ခြင်းနှင့်အချက်တွေလာမဲလွတ်တော်မှာပြင်ဆင်ဖို့လို့ယူဆရပါသည်တက်အရာရှိတွေဦးဆောင်ပါဝင်တော်မူအခြေခံဥပဒေပြင်ဆင်ရေးမှာတက်ရဲ့အခမ်းကဏ္ဍပုံမှုပြီးကြီးမားလာနိုင်ပါသည်အရေးပေါ်အခြေအနေကြီးညာမှုနဲ့ပတ်သက်ပြီးတက်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့အခန်းကဏ္ဍကပိုပြီးထဲထဲဝင်ဝင်ပါလာနိုင်တယ်လို့သုံးသပ်ရပါတယ်ဟုနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ် လက်ရှိ2008ဖွဲ့စည်းပုံအခြေခံဥပဒေ၏သမရအရေးချင်းသတ်မှတ်ချက်တွင်သမရသည်နိုင်ငံဝန်ထမ်းမဖြစ်ရန်နှင့်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါကလည်းနှုတ်ထွက်ရမည်ဆိုသောအချက်များပါဝင်နေရာရင်းအချက်များကိုလည်းပြင်ဆင်မှုများလှုပ်လာနိုင်ပွဲရှိကြောင်းနေပြီးတော့စစ်ဘက်တရင်ရင်းမြစ်ကပြောဆိုပါသည်။2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ63တွင်နိုင်ငံတော်သမရနှင့်ဒုတိယသမရများသည်လွှတ်တော်ကိုယ်စားလှယ်ဖြစ်လျင်လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှလကောင်း နိုင်ငံဝင်နိုင်ဖြစ်လျင်နိုင်ငံဝင်နိုင်အဖြစ်မှလကောင်းနိုင်ငံတော်သမ္မတသို့မဟုတ်ဒုတိယသမ္မတအဖြစ်အရွေးချယ်ခံရသည့်နေ့မှစတင်၍နှုတ်ထွက်ပြီးသို့မဟုတ်အငြင်းစားယူပြီးဖြစ်သည်ဟုမှတ်ယူရမည်ဟုပြဋ္ဌာန်းထားပါသည်အခြားတစ်ဖက်တွင်လည်းစစ်တပ်ကဖော်ဆောင်အကောင့်ထည့်ဖို့လိုသောစီကံပြေဝါသောဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက်အခြေခံဥပဒေကိုမေ့အောင်လိုင်းကလေးလာသုံးသပ်ခိုင်းထားကြောင်းသိရပါသည်ဆလပီ NUG အစိုးရနှင့်ပြည်내ဖက်ဒရယ်ယူနစ်များအကြားဖူးပေါင်းဆောင်ရွက်ရေးကော်မရှင် FSCC ရန်ကုန်လွှတ်တော်ကိုစားပြုကော်မတီ CRYH ရန်ကုန်ဖက်ထရယ်ယူနစ်ဤဂျာကာလာအစီအမံမူကြမ်းရေးဆွဲရေးကော်မရှင်တို့ထိဆောင်နေဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့ပြည်ထောင်စုအစိုးရနဲ့ပြည်နယ်ဖက်ထရယ်ယူနစ်များအကြားဖူးပေါင်းဆောင်ရွက်ရေးကော်မရှင် FSCC ရန်ကုန်လွှတ်တော်ကိုစားပြုကော်မတီ CRYH နဲ့ရန်ကုန်ဖက်ထရယ်ယူနစ်ရဲ့ဂျာကာလာအစီအမံမူကြမ်းရေးဆွဲရေးကော်မရှင်တို့ထိဆောင်ဆွေးနွေးပွဲကိုစက်တင်ဘာလ25ရက်မနေ့ကညနေပိုင်းမှာ ဗီဒီယိုကွန်ဖရင့်ဆင်းမီတင်နဲ့ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။တွေ့ဆုံပွဲကို NUG အစိုးရအဖွဲ့ယာယီသမရဒူဝါလက်ရှိလားဖွင့်ကြီးချုပ်မဝင်ခိုင်တန်းနိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဦးလွင်ကိုလန်းဖက်ဒရယ်ရေးရာဝန်ကြီးဒေါက်တာလျှံမုံစာခေါင်းတို့တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ဒါပြင် FSCC အဖွဲ့ဝင်တွေရန်ကုန်လွှတ်တော်ဥက္ကဋ္ဌဦးတင်လွင်နဲ့ရန်ကုန်လွှတ်တော်ကုစားပြုကော်မတီ CRYH အဖွဲ့ဝင်တွေရန်ကုန်ဖက်ဒရယ်ယူနစ်ရဲ့ဂျာကာလာအစီအမံမှုချမ်းရေးဆွဲရေးကော်မရှင်ဥက္ကဋ္ဌဦးမင်းမင်းအတွင်းရေးမှုအဖွဲ့နဲ့တာဝန်ရှိသူတွေတက်ရောက်ခဲ့တယ်လို့လည်းသိရပါတယ်။တွေ့ဆုံပွဲမှာတော့ပြည်ထောင်စုအစိုးရနဲ့ပြည်내ဖက်ဒရယ်ယူနစ်များအကြားဒီနိုင်ပေါင်းဆက်လောက်ခံရမယ့်ကိစ္စရပ်တွေနဲ့ပတ်သက်ပြီးအပြန်အလှန်မေးမြန်းဆွေးနွေးခြင်းအကြံပြုခြင်းတွေဆောင်ရွက်ခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်မဲ့လုပ်ငန်းစဉ်တွေကိုလည်းသဘောတူညီမှုရတဲ့အထိဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။